ဒီနေ့ဆရာပြောပြပေးမယ့်ရည်ရွယ်ကတော့လူသားတိုင်းလူသားတိုင်းကိုချစ်တဲ့သူနဲ့စုံစည်းရအောင် ကိုချစ်တဲ့သူနဲ့စုံစည်းစေမယ်ရည်ရွယ်လေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဆရာကတော့အောင်ဆက်ကြခံပြီးရ login ပညာဒဏ္ဍာန်ကဆရာမူကျသူဖြစ်ပါတယ်။ဆရာအနေနဲ့မိတ်ဆွေတို့အသုံးတရအသုံးဝင်ရအကျိုးရှိရရည်ရွယ်အစီအများစွာကိုပြောပြပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှလည်းမိတ်ဆွေတို့အတွက်အသုံးတဲ့နိုင်မဲ့လူအများ အသုံးပြုလို့ရမယ်ရေတိုင်းတစ်ခုကိုဆရာအနေနဲ့ပြောပြပေးတော့ပါမယ်။လူရုပ်ဖြစ်လာရင်ချိန်တန်အရွယ်ရောက်တဲ့အခါမှာဆရာတို့ဗမာစကားပုံမှာလို့ဒီချိန်တန်ဒီပွင့်ချိန်တန်ပွင့်ပါတယ်။တချို့ဒီချိန်တန်ပေမဲ့မသိတဲ့ဟာတွေကတော့ချွင်းချက်ပေါ်နေတော့ဆိုတဲ့အခါကျတော့နှလုံးသားရေးရာ အခက်ခဲတွေကြုံတဲ့အခါချင်းမှုရေးရမှာအကြက်တဲတွေကြုံတဲ့အခါရှစ်တဲ့သူနဲ့မညာညာတဲ့သူနဲ့မချစ်ဒါမျိုးတွေလည်းကြုံတတ်ကြပါတယ်ဒီနေ့ဆရာပြပြပြမဲ့ရေရရတော့လူသားတိုင်းလူသားတိုင်းယောက်ျားမိန်းမမယွေးကိုချစ်တဲ့သူနဲ့စုံစည်းရအောင်ကိုချစ်တဲ့သူနဲ့စုံစည်းစီမဲ့ရေရလေးတစ်ခုကိုဆရာပြောပြပြီးတော့မှဖြစ်ပါတယ် ဒီရေတံလေးဟာတာမန်အပြင်းပန်းကြည့်ရင်တော့အင်မတန်လွယ်ကူရွေးရှင်းပါတယ်သူ့ရဲ့အကျိုးထိရောက်ပုံကလည်းတော်တော်ကြီးကိုထိရောက်ပါတယ်ဆိုတော့မေဆီလိုအနေနဲ့ဒီရေတံလေးကို လိုက်ပါပြုတ်လုခြင်းအပြင်မိမိရဲ့နှလုံးသားရေးရာကိစ္စမိမိရဲ့ချစ်တဲ့သူနဲ့စုံစည်းနိုင်ကြပါစေလို့ဆရာရည်ရွယ်ရင်းဖြစ်ပါတယ်ပြုတ်လုမဲ့သူဟာတနင်္ဂနွေသားစနေအဆုံး ဘယ်သူမှပြုလို့ရပါတယ်ပြုလို့ရမယ့်နေရာတော့မိမိရဲ့ချစ်တဲ့သူမွေးနေ့မွေးရမှာပြုလို့ရပါမယ်ဥပမာဆိုကြပါစို့ကိုကတော့တလင်းခင်တွေမိမိရဲ့ချစ်သူဟာကြတာပတိဒါဆိုရင်ကြတာပတိနေမှာလောက်ရမှာပါမိမိရဲ့ချစ်သူရဲ့မွေးနေ့မွေးရမှာပဲပြုလို့ရမယ်ရေရာဖြစ်ပါတယ်အရင်ခက်ခဲတဲ့ရေရာမဟုတ်ပါဘူးဇာပြောပြပေးပါမယ်မိမိရဲ့ချစ်သူဟာတလင်းခင်တွေသားသမီးဆိုရင် ဒန့်ကျွေညွတ်25ညွတ်ကိုတောက်ကြသားသမီးကိုပန်းအိုလေးထဲမှာ ထိုးခိုင်းရမှာဖြစ်ပါတယ်ထိုးခိုင်းပြီးတော့ဘုရားရှင်မှာတင်တောက်ကြသားသမီးကိုထိုးခိုင်းရပါမယ်မိမိရဲ့ချစ်သူကတနင်္ဂနွေသားသမီးဆိုရင်ဒန့်ကျွေညွတ်25ညွတ်ကိုတောက်ကြသားသမီးကိုပန်းအိုထိုးခိုင်းရမှာပါမိမိရဲ့ချစ်သူကတနင်္နာသားသမီးဆိုရင်ဩဇာညွတ်16ညွတ်ကို စနေသားသမီးကိုပန်းအိုထိုးခိုင်းပါ မိမိရဲ့ချစ်သူကအင်ငါသားသမီးဆိုရင်ခရီး32ညွန့်ကိုတနင်္ဂနွေသားသမီးကိုပန်းအုပ်ထိုးခိုင်းမှာခရီးအပွင့်မဟုတ်ပါဘူးခရီးညွန့်မှာမိမိရဲ့ချစ်သူကဗုဒ္ဓသားသမီးဆိုရင်စိန်ပန်း28ညွန့်ကိုတနင်္နာသားသမီးကိုပန်းအုပ်လီထိုးခိုင်းပြီပါမိမိရဲ့ချစ်သူကကြာသာပတိသားသမီးဆိုရင်ရွက်လ18ညွန့်နဲ့တပြေ10ညွန့်ကိုပေါင်းပြီးတော့ အင်္ဂါသားသမီးကိုပန်းအိုလေးထိုးခိုင်းပေးပါမိမိအချစ်သူဟာတောက်ကြသားသမီးဆိုရင်တီဟို21ညွန့်ကိုဘုရူသားသမီးကိုပန်းအိုထိုးခိုင်းပေးပါမိမိအချစ်သူဟာစနေသားသမီးဆိုရင်အုံး6လက်တပြေ21လက်ကိုကြာသားပရိသားသမီးကိုပန်းအိုလေးထိုးခိုင်းပေးပါထိုးပြီးတဲ့ပန်းအိုကိုတော့ဖျားဆင်မှာတင်ထားပေးပါဒီနေရာကိုခုဆရာပြောခဲ့တဲ့အတိုင်းတိတိကျကျနဲ့တပတ်မှတစ်ကြိမ် လိုက်ပါပြုလုပ်ကြည့်ပါအများဆုံး၃ဘက်ကနေ၅ဘက်လောက်ပြုလုပ်တယ်ဆိုရင်ပဲမိမိချစ်တဲ့သူနဲ့အဆင်ပြေပြေချောချောမွေ့မွေ့ဘာပြဿနာမှမရှိပဲချစ်ချစ်ခင်ခင်ကျင်ကျင်နာနာစုံစည်းနိုင်ပါလိမ့်မယ်ဒီရည်ရည်လေးကိုလိုက်ပါပြုလုပ်ခြင်းအပြင်ချစ်သူတိုင်းညားကြပါစေညားတဲ့သူတိုင်းချစ်ကြပါစေလို့ဇေယျဆုမွန်အောင်တောင်းပေးလိုက်ပါတယ်မိတ်ဆွေများအားလုံးနာဗျံဘေးမရှိကြပါစေနဲ့